ခမရဆန်ကချင်းမြန်တက်ရင်ရဲ့စစ်စေးဂိတ်ကိုတော်လိုင်းတက်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းညံမြို့တမကိုကိုလာအောက်ခံခမရဆန်ကချင်းမြန်တက်ရင်ရဲ့စစ်စေးဂိတ်ကိုမလာ18ရက်နေ့နေ့လယ်ပိုင်းမှာတော်လိုင်းတက်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေစီကတီးရပါတယ်။တော်လိုင်းပူပေါင်းတက်တွေဟာ18ရက်နေ့3:30မိနစ်ဝန်းကျင်မှာစစ်စေးဂိတ်ကိုအနီးကပ်ချင်းကပ်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့တီးရပါတယ်။ ီတိုက်ခိုက်မှုနဲ့ပတ်သက်လို့မြင်းညံဘလက်တိုက်ကာတပ်ဖွဲ့ခေါင်းဆောင်ပုံမိုက်ခေကအခုလိုပြောပြပါတယ်။ထွက်စစ်တာက25ရောင်း20လောက်ပဲရှိတယ်ဗော။သူတို့ပစ်စခိုင်းရရှိမှာပဲဗောနော်ခေကဟုတ်။အဲ့ဒါကိုကျွန်တော်တို့ဒီဗောနော်တမန်တော်ကလုံကကျွန်တော်တို့ဒီအဲနေလေညနေခင်းဗောနော်ဒီ3နာရီ20လောက်မှာမာမိတ်နှစ်ဖွဲ့တဲ့ဒီသူစုသူပေါင်း3ဖွဲ့ဗောနော်။အဲစီလုံးမှုရှိရှိညီညွတ်နဲ့ကျွန်တော်တို့အဲတော့ကြာနေစနေနဲ့ပဲအဓိကသွားရောက်ပြီးတိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုပြီးမှအကြမ်းဖက်စစ်တပ်ကတပ်ဖွဲ့ဝင်၃ဦးတိစုံခဲ့တယ်လို့အတည်ပြုထားနိုင်ပြီး အတေးစိတ်အခြေအနေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ပုံမိုက်ခဲကဆိုပါတယ်စစ်စေးဂိတ်တက်ခိုက်ခံရတာကြောင့်အဲ့ဒီနေ့ညပိုင်းမှာခမာယာ15တဲ့ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေရှိခဲ့တယ်လို့တီးရပါတယ်အဲအညကပဲပေါ့နော်ပစ်ခတ်တဲ့ညကပဲသူတို့ကနေပြီးတော့ဒီတက်နက်ကြီးတွေနဲ့ပေါ့ပြင်းကြရတော့မချမ်းဘူးအဲရန်တမ်းပစ်ခတ်တာမျိုးတွေရှိတယ်ဒါပေမဲ့စာအုပ်ပြည့်စင်ပြီးသူပေါ့နော်တိကချင်းတော့မရှိပါဘူးညာဒီတိုက်ခိုက်မှုကိုမြညံဘလတ်တိုင်ဂါတက်ဖွဲ့အညာဖရယ်တက်စဖုန်နဲ့ ဝန်ပလီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်